အဲ့တော့ဒီမှာအညွန်အကျုံးဝင်မှုဆိုတာရှိတယ်။ကြာကူစင်းတွေကိုထည့်ပေးတယ်။အတုံးပြုထားတဲ့အတူမတ်စင်းတွေပြီးခဲ့တဲ့တစ်ခေါက်ကနောက်တစ်ခါကျေးဇူးတင်လွာလေးကိုထည့်ပေးတယ်။အဲ့တော့ရှုမောမှာပဲဖြစ်ဖြစ်တွေးတောက်မှာပဲဖြစ်ဖြစ်ငွေတိုင်းမှာပဲဖြစ်ဖြစ်တူတယ် မိုင်းချင်းလေးထည့်ပေးတယ်။ရွေချက်ထည့်ပေးတယ်။အညွန်းစီစီပုံသူလုတ်ပေးထားတယ်။နော်တွေးတော့ပါလေ။နောက်ကအတုံးပြူထားတဲ့အတုမှတ်လေးတွေပေးတယ်။နော်ဒါတင်ဂီတာဒီစကလုံးတွေပေါ့။နောက်ပြီးတော့ကြံကိုစင်းပေးတယ်။ကျေးဇူးတင်လာပေးတယ်။အဲ့ဒီလိုပဲဝေတာကြီးအညွန်းမှလည်းဒါတော့နိဒန်းလို့ပြောတယ်ရွေချက် အညံစီစုံစီစီပုံနဲ့အကျုံးဝင်မှုလေးကိုသူပေးတယ်အသုံးပြုထားတဲ့အတူအမှတ်တွေပေးတယ်ကျေးဇူးတင်လွှာပေးတယ်ဒါအပိုင်းတက်မှာအဲ့ဓာတွေပဲပါတယ်အပိုင်းနီးကိုရောက်တဲ့အခါကျတော့တော်တော်များများစာနယ်ဇင်းတွေမှာကြပြားဒီပါဠိပါဌာရှိတယ်နောက်တစ်ခါကျတော့ပုံမြင်နေလဲပါဠိပါဌာရှိတယ် เนาะဒါလေးတွေကသိဖို့လိုတယ်နောက်ပိုင်းကျတော့သူကွဲတယ်ဒီမှာဝတ္ထုတူဆိုရင်မြန်မာဝတ္ထုတူဘာသာပြန်ဝတ္ထုတူဆိုပြီးဖြစ်သွားတယ်ဒီမှာကျတော့သူကဝတ္ထုတူမလာခင်မှာသူကပြတ်ဆက်လာတယ်အဲ့ပြတ်ဆက်ကလေးတွေကိုသူပေးတယ်ဒီမှာလည်းပြတ်ဆက်သူပေးထားတယ်ပေါ့အဲ့ဝိတုဒီမှာကြတော့သူကဘာသာပြန်ဝိတုမြန်မာဝိတုဝိတုတို့ဝိတုရှိပေါ့ ဒီမှာလဲဝတ္ထုတုဘာသာပြန်ဝတ္ထုတုနော်နောက်ကကြတော့မြန်မာဝတ္ထုတုဝတ္ထုရှိမှာလဲဘာသာပြန်ဝတ္ထုရှိနော်မြန်မာဝတ္ထုရှိအဲအဲ့ဒီလိုလေးတွေတော့သူကရှိတယ်ပေါ့နောက်တစ်ခါကြတော့စောင်းမတွေစောင်းမတွေကအကုန်လုံးပညာရက်ခွဲတယ်အဲ့မှာကျမ်းမာရေးနဲ့ပတ်သက်တာတွေခီးသွန်းနဲ့ပတ်သက်တာတွေစာပေနဲ့ပတ်သက်တာတွေနော် ပညာရေးနဲ့ပတ်သက်တာဘာသာစကားနဲ့ပတ်သက်တာလူမှုရေးနော်တမိုင်းနိုင်ငံရေးအမှုပညာအထုပ်ပတိအထွေထွေတဲ့အဲ့ဒီပညာရက်တွေကတော့တော်တော်များများတူပါတယ်နော်စောင်းမတွေကို subject ခွဲတယ်အပိုင်းသုံးကြတဲ့သူကဘာဖြစ်သွားလဲဆိုတော့အညွန်းနေအဲ့တော့အပိုင်းသုံးဆိုတာ ကိုလှုပ်ခဲ့သမျှအညွန်းထဲမှာပါဝင်တဲ့ပညာရတ္တီစာဟိတုအမိဒီစာအမိဒီနော်အဲ့ဒီကောင်းနေအကုန်လုံးကိုသူကပြန်လဲပြီးတော့အညွန်းလှုပ်ပြရတယ်နော်ဓမ္မစာရည်သူအမိအညွန့်လုတ်ပြီးတဲ့အလွဲတကူရှာလို့ရအောင်စာအမိအညွန့်နေလုတ်ပြီးတဲ့ ပညာရဲ့အညွှန်းတွေလုတ်ပေးတယ်။တချို့ကြတော့လေကြပြာအစချီအညွှန်းတွေလုတ်ပေးတယ်။စာရည်သူအမိအညွှန်းစာအမိအညွှန်းပညာရဲ့အညွှန်းတွေ။အဲ့ဒီလို အသေးစိတ်ကလေးစာနယ်တင်စင်းတစောင်ကိုလုတ်တဲ့အခါကြတော့စာရေးဆရာကြီးကြီးကအဲ့ဒီစာနယ်ဇင်းနေမှာရေးတယ်ကြပြာအစချီလေးပဲ ိတယ်ဆိုတော့အညွန့်နဲ့လှုပ်ထားတဲ့အတွေ့ဘယ်နှခုနဲ့နော်အတွေ့အမတ်ဘလောက်မတိတောင်မှအဲ့ဒီခုနှစ်နဲ့လှုပ်ထားတဲ့စာနဲ့ဈေးကိုအညွန့်ကိုကြည့်လိုက်အလွယ်တကူတွေ့နိုင်အဲ့ဒီလိုပဲစာရေးဆရာကြီးအမီသူတို့ရဲ့ရေးသားထားတဲ့စာမီခေါင်းစဉ်တွေကို ပြီးတာနဲ့အညွှန်းမှာအလွယ်တကူရှာဖွေနိုင်တယ်။အဲ့ဒီလိုနီးနေသူကဒီ reference to တခုအနေနဲ့ပေါ့နော်အကြောင်းအချက်တခုကိုလျှင်မြန်စွာနဲ့သူရနိုင်တယ်ပေါ့အဲ့တော့ဒီနေရာမှာကုဏပြောသလိုပေါ့ဒီ format ကလေးကြီးကိုကိုကစနစ်တကျနဲ့တိထားမယ်ဆိုရင် စာတန်းနေစာစုစည်းနေအညွန့်နေပြုစုတဲ့အခါမှာဩငါဘာလုပ်ရမှာပါလားဆိုတော့အလွယ်တကူနဲ့သိရှိပြီးတော့အခက်အခဲမရှိကြော်လွားနိုင်မှာဖြစ်တယ်ပေါ့အဲ့တော့ဒီနေ့ရဲ့အဓိကပြောချင်တာကတော့မာဒီကာရီပညာရည်တည်ရဲ့နမူနာကို အကျဉ်းများဖော်ပြထားပြီးတော့အတုံးဝင်လိမ့်မယ်လို့လည်းယူဆပါတယ်အားလုံးပဲစမ်းမွှေလန်းကြပါစေကျေးဇူးတင်ပါတယ်